ေအောင်တန်တာရွေရပထမဆုံးလူသားမျိုးနွယ်ရရဲ့မသေးမျိုးဘရင်အလက်ဇန်းဒါရဲ့သားနှစ်ယောက်တည်းကပထမတစ်ယောက်ဖြစ်တဲ့မာကတ်ဆာလင်းတို့အကိုက်ခံရလို့ဗန်ပါယာမျိုးပီဇာပြောင်းသွားပြီးနောက်တစ်ယောက်ဝီလျံကတော့ဝင်းပလွေအကိုက်ခံရလို့လိုက်ကန်လို့ခေါ်တဲ့ဝင်းပလွေလူသားမျိုးပီဇာပြောင်းလဲသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကနေတဖြည်းဖြည်းမျိုးစိတ် ပြန်ပေါ်လာပြီးလွန်ခဲ့တဲ့ဂျာစုနှစ်၈ခုလောက်တုန်းကဗန်ပါယာမျိုးစိတ်နဲ့ဝင်းပလွေလူသားမျိုးစိတ်တို့ဟာရန်ညိုးဖွဲ့မုံတရားတွေနဲ့သွေးစစ်ပွဲတွေစတင်လာခဲ့ကပထမဆုံးဗန်ပါယာလေးဖြစ်တယ်လို့မသိမျိုးလေးဖြစ်တဲ့ မာကက်စ်ရဲ့စွမ်းအားတွေပိုကြီးမားလာသလိုဝီလျံကလည်းဝင်းဘလွေလူသားမျိုးစိတ်မှာစွမ်းအားအကြီးဆုံးဖြစ်လာခဲ့ပါတယ်။ AD 1900ခုနှစ်မှာတော့မာကက်စ်ကတေမျိုးလူသားပြင်ဗီတာနဲ့ဘေးယူတစ်ခုလုပ်ပြီးဗမ်ပါယာစစ်တပ်ကြီးတိဆောက်ကအလဲကျစနစ်နဲ့အုပ်ချုပ်နေရင်ဗီတာအုပ်ချုပ်ရမယ့်အချိန်မှာဝီလျံစွမ်းအားတွေကကြီးတစ်ထက်ကြီးလာတဲ့အတွက်တဖြည်းဖြည်းလူသားအသိစိတ်တွေပျောက်ဆုံးလာခဲ့တာကြောင့်မဖြစ်မနေထိန်းသိမ်းရတော့မယ့်အခြေအနေဖြစ်လာနေခဲ့ပါပြီ။ဒါကြောင့်ဗမ်ပါယာကောင်စီအထက်တန်းစားလူကြီးတွေဖြစ်ကြတဲ့မာကက်စ်ဗီတာနဲ့အမီလီယာတို့ဟာစစ်တပ်အင်အားအပြည့်နဲ့ ဝင်ပလူလူသားမျိုးနွယ်တွေကိုစစ်ခင်းချေမုန်းနေခဲ့ပေမဲ့မျိုးစိတ်ပြန်မောမှုကများလာတဲ့အတွက်ဝီလျံကိုအဓိကဖမ်းဆီးဖို့ဖြစ်လာခဲ့ရပါတယ်။ဝီလျံဖျက်ဆီးခဲ့တဲ့ဂျေးရွာတွေကလူသားတွေအသွင်မပြောင်းခင်မိရှို့ဖျက်ဆီးနေရင်ဝင်ပလူဖြစ်စတင်ပြောင်းလဲလာတဲ့အကောင်အင်းနဲ့တိုက်ခိုက်နေကြတော့အမီလီယာနဲ့စစ်သားတပွဲကဝီလျံကိုတော်ရဲမှရှာတွေ့သွားခဲ့ပါတယ်။ဗီတာရိုရောက်လာချိန်တပ်သားတွေကအသေးစိတ်မရှိတော့တဲ့ဝီလျံကိုတန်ကျိုးမြောက်တွေနဲ့ပြစ်ခတ်ချီနှောင်ဖမ်းဆီးနေတာကြောင့်မာကတ်ကသူ့ကိုယ်ကိုမတက်ရဘူးဆိုတဲ့သဘောတူညီချက်ကိုပြန်တတိပေးလိုက်တဲ့အတွက် ဗီတာစစ်တပ်လည်းမာကတ်ကိုပါတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပါတယ်။ဒါပေမဲ့မာကတ်ကသူတို့သဘောတူညီချက်တွေကအချက်လက်တစ်ခုအရသူ့ကိုဗီတာလုံးဝတက်လို့မဖြစ်တာသိနေတဲ့အတွက်ရင်းအောင်မခုံမဲသူပြောသလိုလုပ်ဖို့ပဲထပ်တတိပေးလိုက်တဲ့အခါဗီတာလည်းသဘောတူလိုက်ပြီးဝီလျံကိုဖမ်းဆီးချုံနှောင်ထားဖို့ပြင်ဆင်လိုက်ရပါတယ်။ဒီလိုနဲ့ဗမ်ပါယာတွေနဲ့ဝင်းပလီလူသားတွေရဲ့စစ်ပွဲဟာရာဇဝင်ပေါင်းများစွာကြာလာခဲ့ပြီးဗမ်ပါယာတိုက်ခိုက်ရေးသမားစီလီနီလည်းတိုက်ပွဲတွေပါလာခဲ့ကရာဇဝင်6ခုလောက်ခေါင်းဆောင်တွေအတွက်တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Vita ရဲ့လှည့်စားမှုတချို့ကိုတီးလိုက်ရချိန်မှာပဲမျိုးနွတ်စု Google ရဲ့ Graven က Vita ကိုအာဏာသိမ်းမှုလိုင်ကန်ကောင်းဆောင် Lucien နဲ့ပူးပေါင်းနေတာကိုပါထပ်တည်သွားခဲ့တာကြောင့် Silenia Vampire မျိုးနွတ်တွေနဲ့ဆန့်ကျင်ပြီးတင်းကွက်တယောက်ဖြစ်လာခဲ့က Vita ကိုလည်းသူကိုယ်တိုင်ပဲတပ်ပစ်ခဲ့တဲ့အတွက်မျိုးနွတ်သစ္စာပေါက်တယောက်အလိုလိုဖြစ်သွားခဲ့ရပါတယ်အရှုပ်ထွေးတွေကြားရကပဲ COVID-19 ရဲ့ဓာတ်ရက်မျိုးဆက်ဖြစ်တဲ့ Michael နဲ့ဇုံစည်းခဲ့ပြီး Vampire တဝက် Lycan တဝက်နဲ့ Hybrid မျိုးဆက်တတ္တဝါတကောင်ဖြစ်တဲ့အတွက်အချင်းချင်းတန်ရုံးစင်ဖြစ်လာခဲ့ပါတယ် ဗီဒါကိုရှင်းပြလိုက်ပြီးနောက်တင်းခွဲတယောက်ဖြစ်လာတဲ့စီလီနီဟာသူ့ရဲ့တူရဲသောမိတ်ဆွေမိုက်ကယ်နဲ့အတူနောက်ရောက်လာမယ့်အန်နီရီရှိနေသေးလို့ထွက်ပြေးကြရင်ဗမ်ပါယာလှုပ်ဝက်ပုန်းခိုခြင်းတခုရဲကိုရောက်လာတဲ့အခါကူးမမျိုးဆက်တယောက်ဖြစ်လာတဲ့မိုက်ကယ်ကအားနည်းနေသေးတဲ့အတွက်ပုန်းခိုင်းပြီးသူ့တယောက်တဲ့ကောင်စီကိုပြန်သွားဖို့ပြင်ဆင်နေခဲ့ပါရင်အရင်ကဒူကူဂေမူဂရာဗင်ကအာနာသိမ်းမှုကျန်နေချင်းဗီဒါကိုစီလီနီကတက်လိုက်တဲ့အတွက်ဘီယင်ယူဂရာဗင်မှာလှုပ်ဆရာဆိုလို့နောက်ထပ်ကောင်းဆောင်မာကတ်စ်နိုးမလောင်တားဆီးဖို့တခုပါပဲ။ ဒါကိုသိနေတဲ့ဆီလီနီကလည်းသူဘာကြောင့်ဗီတာကိုတက်လဲဆိုတာကိုရှင်းပြနိုင်အောင်မာကတ်စ်နိုလာမှာဖြစ်မှာမို့ကရာဗင်းကိုတားဖို့အတွက်အကောင်းစီကိုပြန်မသွားခင်မိုက်ကဲရဲ့မျိုးပီဇာပြောင်းလဲမှုအရာတာမန်အစားတောက်တွေအစိတ်ဖြစ်နိုင်အောင်ရှင်းပြပြီးတောက်ဖို့သွေးတူတွေတလုံးပေးကသူ့ကိုစောင့်နေဖို့မှာရင်ထွက်လာခဲ့ပါရီကောင်းစီမှာလည်းကရာဗင်းကဗီတာသေသွားတာနဲ့သူဘရင်ဖြစ်ပြီးဆိုတဲ့အတွင်းနဲ့မာကတ်စ်နိုထမလာအောင် တားဆီးဖို့လုပ်ငန်းကိုဖွင့်ကြည့်တဲ့အခါအလူကြီးဖြစ်နေတာကိုတွေ့လိုက်ရခြင်းမာကတ်စ်ကအတောင်မကြီးနဲ့ပြန်ဝင်လာပြီးအဆောင်တက်သားတွေကိုရှင်းပြလိုက်ပါတော့တယ် ဂရာဗင်နဲ့လိန်ညာရီပြောပြီးသူ့ကိုမတက်ဖို့တောင်းပန်နေပေမဲ့မာကက်စ်ကတော့ဗမ်ပိုင်ယာပါဝါအရာသူတောက်လိုက်ရတဲ့သွေးပိုင်ရှင်ရဲ့မှတ်ဉာဏ်ကိုယာထတာကြောင့်ဂရာဗင်ရဲ့သွေးကိုထက်တော့ရင်မှတ်ဉာဏ်တွေယူကာတက်ပြလိုက်ပါတယ်။တစ်ဖက်မှာလည်းပထမဆုံးမသေးမျိုးဖခင်ကြီးကိုဗီနက်စ်ကသူ့သားရဲ့ဖြစ်ချင်တိုင်းဖြစ်နေတာကိုမကြိုက်ပေမဲ့ဖခင်တယောက်အနေနဲ့သားရီကိုမတက်ချင်တာကြောင့်အဖွဲ့အစည်းတစ်ခုလှုပ်ဝက်တီထောင်ပြီးသားနှစ်ယောက်ရဲ့လုံရမှန်သမျှကိုမြဲဆောင်ကြည့်ကလူသားတွေသတိမထားမိခင်ရှင်းလင်းရေးလုပ်ပေးနေခဲ့ပါတယ်။ ဂရာဗင်နဲ့လူစီယန်တို့နှစ်ဖွဲ့ပေါင်းကောင်စီဖွဲ့ဝင်အမီလီယာကိုယထားပေါ်မှာတက်ခဲ့ကြတဲ့ဖြစ်ရပ်တွေကိုကိုဗစ်19ရဲ့တပည့်တွေကရှင်းလင်းရေးလုံရင်ဗီဒီယိုရယူခဲ့ကလွတ်တဲ့လောင်းတွေကိုထုတ်ပိုးပြန်သေးလာခဲ့ကြပြီးကိုဗစ်19ကိုသေးစိတ်တင်ပြနေခဲ့ကြပါတယ်။ဗီဒါကိုဆီလီနီတက်ပြီးတဲ့အခါမှာလည်းတက်သားတွေရောက်သွားပြီးရှင်းလင်းရေးနဲ့လောင်းကိုထုတ်ပိုးတယ်လာခဲ့တာကြောင့်ကိုဗစ်19လည်းဗီဒါရဲ့လောင်းဝင်ကိုဖွင့်ကရင်မထဲကဆက်ကလုတ်ပုံစံတစ်ခုကိုခွဲထုတ်ယူထားလိုက်ပါတယ်။ဗန်ဘိုင်းယားကောင်စီမှလည်းမာကတ်ကသူယူထားတဲ့မှတ်ဉာဏ်တွေကိုတစ်ခုချင်းပြန်ကြည့်ရင် ဆီလီနီဟာသူ့ရဲ့အဓိကပြစ်မှတ်စွာကိုတည်သွားပြီးသူအိပ်ပျော်နေတဲ့ရာစုနှစ်တွေအတွင်းပြောင်းလဲသွားတဲ့ကောင်စီရဲ့ဤပညာတွေကိုလိုက်ကြည့်ကဂရာဗီရဲ့မျက်ညံတွေကအတိုင်းကွန်ပျူတာကနေတစင်ဆီလီနီတို့ကိုရှာဖွေရင်းပုံခုချင်းတစ်ခုထဲမှာရှိနေတာကိုတည်သွားခဲ့ပါပြီပုံခုချင်းထဲမှာလည်းမိုက်ကယ်ကဗိုက်ဆာလာတဲ့အတွက်သွေးအိတ်ကိုဖောက်တော့ဖို့စဉ်းစားလိုက်ပြီးမှပြန်ချထားခဲ့ပြီးအနီးနားကစားတောက်ဆိုင်တစ်ခုစီသွားကစားစရာမှားလိုက်တာကြောင့်အစိတ်အင့်လို့ပြန်အန်ထုတ်နေရတော့တီဗီသတင်းမှာလည်းသူ့ပုံနဲ့ဖန်ရန်ထွက်လာတာကြောင့်ဆိုင်ထဲကရဲတွေနဲ့ပြဿနာတက်နေခဲ့ပါတယ် ရဲရီရေဒီယိုသတင်းပို့တော်မှန်သမျှကိုခိုးနှောင်းထောင်ပြီးသူသားတွေရဲ့လုပ်ရက်ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့ Alexander Covinas နဲ့ Market ရဲ့သတင်းကိုကြားရတဲ့ Market ရောက်လာမှသိပြီးသူတို့ဘက်တွေကိုချက်ချင်းလိုက်သွားဖို့အမိန်ပေးလိုက်ပါတယ်အဲ့ချိန်စီလီနီကအကောင်စီကိုသွားတဲ့လမ်းမှာနေမယ် Market သူတို့စီလာနေတဲ့ဆိုရယ်ခံစားချက်ကိုရလိုက်တာကြောင့်ပုံကိုချင်းစီပြန်လာကြည့်တော့မှ Michael မရှိတော့ကိုတိလိုက်ရခြင်းဒေါ်ဆက်ဖက်ကနေတနက်တန်နေကြားလိုက်တဲ့အတွက်အမြန်ထွက်လာခဲ့ပါတယ် Michael ကလည်း Vice Salara နဲ့မျိုးဗီဇာတွေပြောင်းလာပြီး ရဲတယောက်ကိုသွေးဆုပ်ဖို့တိုက်ခိုက်ပြီးမှမှန်တဲ့ကသူ့ပုံစံကိုပြန်မြင်ကမသက်ဖဲထွက်ပြေးသွားတာကြောင့်ရဲရီတနက်နဲ့လိုက်ပစ်တဲ့ဒဏ်ရာအလင်းလေးနဲ့တိုရီပြေးဝင်လာခဲ့ချိန်မှာဆီလီနီရောက်လာပြီးတော့ရဲရီကိုအမှောက်သိပ်ပေးလိုက်ပါရတယ်။နောက်တော့သူ့ရဲ့လက်ကောက်ဝတ်သွေးကြောကိုဖောက်ပြီးမိုက်ကယ်ကိုတိုက်လိုက်တော့မှဒဏ်ရာရီပြန်တက်တာတော့ရနဲ့မာကတ်စ်မလာခင်ပြေးဖို့လုပ်ပေမဲ့နောက်ကနေရောက်လာတာကြောင့်သတိပြန်ရလာတဲ့ရဲရီလည်းကြောက်လန့်ထွက်ပြေးသွားခဲ့ကြပါတယ်။တကယ်တော့ဗီတာဦးဆောင်တဲ့ကောင်းစီဖွဲ့ဟာမာကတ်စ်နဲ့ဘယ်ရောငါးမှအဆင်မပြေနေခဲ့တာကြောင့် ဇီလီနီကိုသူရှာနေခဲ့တာကအပြစ်ပေးဖို့မဟုတ်ပဲတခြားအကြောင်းရင်းတစ်ခုရှိနေတာပါဇီလီနီကလည်းသူဘာကြောင့်ဗီတာကိုတတ်ခဲ့လဲဆိုတာကိုအသေးအံရှင်းပြနေပြီမယ်မာကတ်ကတော့ဗီတာနဲ့ဂရာဗင်တို့ကတေးသေးတဲ့လူတွေမျိုးသူ့အတွက်အရေးမပါဘူးလို့ပြောပြီးဇီလီနီကိုဗီတာစောင့်ရှောက်ထားတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတာသိရအောင်သွေးဆုပ်မှတ်ဉာဏ်ယူဖို့လုပ်ချင်အကြောင်းမသိတဲ့မိုက်ကယ်ကတိုက်ခိုက်တယ်ထင်လို့တနက်နဲ့ချက်ပေါင်းများစွာဆင့်ပြလိုက်ပါတယ်ဇီလီနီကလည်းမာကတ်ကိုစွမ်းအကြီးဗမ်ပါယာမျိုးကလူဂျင်နာရရဲ့အပြည့်ရှင်းငယ်မှာတည်နေတာကြောင့်မိုက်ကယ်ကိုခေါ်ပြီး တော်ရဲကနေထွက်ပြေးရင်လမ်းပေါ်ရောက်မှကားတစ်စီးကိုလူယူမောင်းပြီးကနောက်တွဲပေါ်မှာတင်မိုက်ကယ်နဲ့မာကတ်စ်တို့တိုက်ပွဲဖြစ်နေခဲ့ပါတယ်။မာကတ်စ်ကလည်းမိုက်ကယ်ကိုတိုက်ခိုက်ရင်လေဘင်းကဆွဲကြိုးကိုဖျက်ယူလိုက်ချိန်ကောင်းမောင်းနေတဲ့စီလီနီကတနက်နဲ့လှည့်ပြစ်လိုက်တာကြောင့်ဆွဲကြိုးလွတ်ကျသွားပြီးသူပါပြုတ်ကျသွားပေမဲ့အတောင်မန်းနေကြောင်ကောင်းကောင်းကန်းစီပြန်တန်းလာနေခဲ့ပါတယ်။မိုက်ကယ်လက်ကောက်ကိုပြုတ်ချသွားပြီမဲ့ကျိုးတချောင်းမှာတွဲလောင်းဖြစ်နေပြီးပြန်မတိုက်ခိုက်နိုင်ဖြစ်နေလို့စီလီနီကပဲတောင်ကမ်းမနဲ့ကားချမှာမာကတ်စ်ကိုညှက်ဆွဲတိုက်ခိုက်လိုက်တာကြောင့် အတောင်ပံတရားရပြုတ်ကျကျန်ခဲ့ပါတော့တယ်။မာကတ်စ်လည်းဆက်လိုက်ခြင်းပေမဲ့အာယုံတက်ချိန်နီးလာလို့လက်လျှော့လိုက်ပြီးနီးစက်ရပုံခိုခြင်းတစ်ခုမှပုံနေဖို့ဆုံးဖြတ်ချက်ချကကျန်ခဲ့ရပါတယ်။မိုက်ကယ်လည်းဆွဲကြိုးကိုပြန်ယူပြီးကားကောင်းကန်းစီကူးလာကမာကတ်စ်ကဘာကြောင့်ဆွဲကြိုးကိုအသေးအံလိုချင်နေတာလဲလို့မေးလိုက်ပေမဲ့ဇီလီနီကတော့လက်လော့ရေးကြီးဆုံးပြဿနာကနေအောင်ကြီးကရှောင်ရမယ်လို့ပြောလိုက်ရင်သူ့လက်တွေမျက်နှာတွေဟာထွက်ဆနေအောင်ဖြောကြအောင်စတင်လောင်ကျွမ်းလာခဲ့ပါတယ်။မိုက်ကယ်လည်းဇီလီနီကိုအောက်မှာငုံပုံခိုင်းရင် အနည်းဆုံးတွေ့တဲ့ဂိုဒေါင်တစ်ခုစီအကုန်ဖြတ်တိုင်မောင်းလာကကားကိုဒေချာအုပ်ထားပြီးနေအောင်ကြီးဝင်နေတဲ့မြပဒိမောက်တွေအကုန်စေးဘူးနဲ့မြန်ပတ်ဖျန်းပြစ်လိုက်ကဇီလီနီကိုဝက်ဆာနဲ့အုပ်ခေါ်လာပြီးကွန်တိန်နာဟောင်းတစ်လုံးထဲကိုရောက်တဲ့အခါမှာလဲဒယ်ယာရီကိုတွေ့လို့စိတ်ပူပြီးမြောင်မီးခဲကန်ဖြစ်နေတဲ့မိုက်ကယ်ကဇေတတာအမြန်သွားယူလာချိန်မှာအမောင်နှင်းရောက်ရင်ဒယ်ယာရီကအလိုလိုပြန်ကောင်းသွားတတ်တဲ့သူတို့မျိုးစိတ်ကြောင့်ဇီလီနီကရှင်းပြလိုက်ရပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်ကယ်လိုက်ကြရပြီးတဲ့အခါမှာတော့ရင်ခုန်တဲ့ခြေလိုက်နေထိမနိုင်သိမ်းမရပေါက်ထွက်လာပြီး နူးညံ့တဲ့မိန်တော်တိုင်းမှာတယောက်နဲ့တယောက်တိန်နေပေါ်လေဟုံစီအတက်ဆင်းနေဖြစ်ကုန်ခဲ့ကြပါပြီ။မာကတ်စ်လည်းအာယုံတက်လာပြီးမှစီလီနီရိုနောက်ကိုဆက်မလိုက်တော့ပဲအနီးနားကဂူတခုထဲမှာညရောက်တဲ့အထိပုံနေတော့မှပုံခုချင်းထဲမှာလည်းရဲတွေရောက်လာပြီးတည်နေတဲ့လိုင်ကန်တကောင်နဲ့အတူနီးပညာမြင့်လက်နက်တွေတွေကအထူးတဆန်းငေးကြည့်နေခဲ့ကြပါရင်အဲ့ဒီချိန်ကိုဗီနက်ရဲ့တပည့်တွေလေရင်နဲ့ရောက်လာတဲ့အခါမှာလည်းရဲတွေကလည်းလေရင်တန်းကြောင့်အပြင်ထွက်ကြည့်ရင်တိုက်ခိုက်ခံရပြီးသတိမေ့သွားတော့မှအထဲကလိုင်ကန်လောင်းကိုထုတ်ပိုးတည်ယူကာ မြောက်လောကကြောင့်လူသားတွေသတိမထားမိအောင်ပုံခိုခြင်းတစ်ခုလုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်ပါရယ်။နောက်တော့သူတို့လူသမ ्या ကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုလှမ်းပို့ပြီးအခြေအနေကိုသတင်းပို့လိုက်တဲ့အခါအမောင်းဝင်လာတာနဲ့ Marcus နဲ့ Michael တို့ပြန်ပေါ်လာနိုင်လို့အနီနာဒွိုက်မှာလှည့်ပတ်ပြန်တန်းရင်ကင်းလှည့်နေဖို့ Covinus ကအမိန်ပေးလိုက်ပါရယ်။ညနေရောက်တဲ့အခါမှာ Celine နဲ့အိယာကလန်နိုးလာပြီး Vita ကိုတက်ခဲတော့က Michael ယူလာတဲ့ဆွဲကြိုးကိုကင်ကြည့်ရင်ခလုတ်နှိပ်လိုက်တော့မှသူမရဲ့ငယ်ဘွားကမှတ်ညာတချို့ပြန်ပေါ်လာတာက ဆွဲကြိုးကိုသူရင်းနှီးနှီးသိနေတဲ့အကြောင်းဝိုးတော်ဝတရထားမိလာခဲ့ပါတယ်။အပြင်ဘက်မှာကားပြည်နေတဲ့မိုက်ကယ်လည်းနေဝင်ချင်းရောက်ပြီးမို့ကားစင်နေဖြစ်တဲ့အကြောင်းလာပြောတဲ့အခါဇီလီနီလည်းသူဆွဲကြိုးအကြောင်းကိုဝိုးတော်ဝမှတ်မိနေတာမို့အတိအကျသိရအောင်မျိုးနွယ်စုသမိုင်းတာဝန်ငယ်တန်နစ်စီသွားမိကြဖို့ပြောကနှစ်ယောက်တူထွက်လာခဲ့ကြပါတယ်။တန်နစ်ရောဗမ်ပါယာမျိုးနွယ်ရဲ့သမိုင်းမှတ်တမ်းပြုစုသူတာဝန်ခံတစ်ယောက်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်300လောက်တုန်းကဗီတာခွင့်မပြုတဲ့ဖြစ်ရပ်တစ်ခုကိုမှတ်တမ်းတင်မိခဲ့လို့နည်းနည်းနဲ့ပေးခံခဲ့ရတာပါ သူ့ရဲ့နေနေပြစ်ဒဏ်ကိုဆောင်ရွက်ခဲ့ရသူကစီလီနီဖြစ်နေတာကြောင့်နှစ်300လောက်ကြာခဲ့ပေမဲ့တန်နစ်ရဲ့နေရာကိုအတိအကျမှတ်မိနေပြီးမိုက်ကဲကိုကြောင်းဆောင်ရှင်းပြရင်တန်နစ်ခိုးအောင်နေတဲ့ထောင်ကြီးစီကိုရောက်လာခဲ့ပါတယ်။တန်နစ်အတွက်ထောင်မဲလို့စီလီနီတီထားခဲ့ပေမဲ့တကယ်တော့နှစ်300အတွင်းတန်နစ်ကအတိုက်ထဲကမထွက်ဘဲသူ့ရဲ့ဉာဏ်ပညာနဲ့ခရမ်းလုံးရောင်ကြီးသုံးကြီးစံနေတီထွင်ပြီးလိုင်ကန်ကောင်းဆောင်လူစီယန်စီရောင်းစားကလိုင်ကန်အောက်ကျုံနေဗန်ပါယာဆော်လန်းလေးတွေနဲ့အထဲမှာတာယာနေခဲ့တာပါ။ထောင်တစ်ခုလုံးကိုလည်းခင်မင်းနီးပညာတွေနဲ့လုံခြုံရေးချထားတာကြောင့် စီလီနီတို့ရောက်လာတာနဲ့ချက်ပေးတံကြားရပြီး CCTV ကနေတစဉ်တူထောင်ချောင်းနာကတ်လာတဲ့ထိဆောင်ကခလုတ်နှိတ်ချလိုက်တဲ့အခါမှာစီလီနီလည်းမြောက်ဥမင်နဲ့ထိကျွန်ကြသွားခဲ့ပါတယ်။အဲဒီဥမင်တွေကတော့လိုင်ကန်အဆောက်ကျွန်တွေကိုထိန်းသိမ်းထားတဲ့ဥမင်ဖြစ်နေတာကြောင့်စီလီနီလည်းလိုင်ကန်နှကောင်ကိုတိုက်ခိုက်ဖြေရှင်းနေရခြင်းအပေါ်မှာလည်းမိုက်ကယ်ကဝင်ပလွေလူသားပုံစံပြောင်းပြီးလိုင်ကန်နှကောင်ကိုအမောက်သိမ့်နေခဲ့ရပါတယ်။လိုင်ကန်မှာခြေထားတဲ့ဂျိုထွက်လာရလမ်းတိုင်းဥမင်နဲ့ရောက်လာပြီးစီလီနီကိုရှာနေတော့သူမကတော့တန်းနေစဉ်ဆုံရင်စကားပြောနေတော့ မိုက်ကယ်လေးခုံဝင်လာကတန်နစ်ကိုဖမ်းချုပ်ထားလိုက်ပါတယ်ဇီလီနီလည်းတန်နစ်ဆက်ဆွေးနွေးစရာရှိတဲ့အကြောင်းပြောရင်အခန်းထဲလှည့်ပတ်ကြည့်ပြီးတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုသိသွားပြီးကိုမျိုးနဲ့ကိုပြန်တက်ဖို့ကူညီနေတာဘလောက်ကြာပြီလဲလို့မေးတဲ့အခါတန်နစ်ကလည်းဗီတာရဲ့သူ့ဘော်သစ္စာဖောက်မှုတွေကြောင့်ပဲတက်သည့်ပညာမနေသားဆိုသလိုအသက်ရှင်မှုလုံးတင်တာလုပ်နေတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်ဇီလီနီကလည်းဗီတာလိုသစ္စာဖောက်အတွက်တလန်းနဲ့ရှိတဲ့သေးလန်းကိုသူ့ပို့လိုက်ပြီလို့ပြောရင် သူလိုချင်တဲ့လက်နက်တွေယူထားလိုက်ပြီးဗီတာရဲ့အဓိကလှုပ်ဝက်ချက်ကဘာလဲလို့မေးပေမဲ့တန်နစ်ကမဖြေပဲပေကက်နေတာကြောင့်ချင်းချောက်လိုက်ရပါတယ်။မိုက်ကယ်လည်းအင်ကြီးလဲနေရင်ဆွဲကြိုးကိုပြစ်ပေးကမာကတ်ကဘာကြောင့်အသေးအတန်လိုချင်နေရတာလဲလို့မေးလိုက်တဲ့အခါမှာဆွဲကြိုးကိုမြင်လာနဲ့တန်နစ်နဲ့တမိုင်းချောင်းကိုအမှန်တိုင်းပြောပြမှရတော့မယ်လို့စပြောလိုက်ပါတယ်။တကယ်တော့ကောင်းဆောင်ဗီတာဟာအများသိထားသလိုဗမ်ပါယာမျိုးနွယ်စစ်မဟုတ်ဘဲနေမီရီကိုအပိုင်စားရတဲ့လူသားမျိုးနွယ်တို့ပါ။သူသေးကောင်ကြီးချိန်မှာမတိမျိုးဖြစ်အောင်လှုပ်ပေးနိုင်ရင် အပြန်လန်နေတဲ့သူရဲ့စစ်တပ်ကိုပါမသေးမျိုးဖြစ်ပြောင်းပြီးအသိဉာဏ်မဲ့စိုးသွဲနေတဲ့ဝင်းပလွေမျိုးနယ်ကိုကုညီတိုက်ခိုက်ပေးရမယ်ဆိုတဲ့အပေးယူတကူမာကက်စ်နဲ့သဘောတူခဲ့ပြီးဗန်ပါယာဖြစ်လာခဲ့ကဝင်းပလွေတွေကိုတိုက်ခိုက်နှိမ်နှင်းခဲ့ကြပါတယ်။အဲဒီတော့ကဝင်းပလွေတွေဟာလက်ရှိချိန်ကလိုက်ကန်နေလို့မဟုတ်ပဲလူပုံစံလုံးဝပြန်ပြောင်းလို့မရပဲအကြမ်းဖက်ဖျက်ဆီးဖို့တကူတည်းတဲ့အရင်ဒရိတ်ဆန်နေလို့ဖြစ်နေခဲ့တာကြောင့်မာကက်စ်နဲ့ဗီတာရိုပူးပေါင်းပြီးမျိုးနွယ်မသမျှကိုနှိမ်နှင်းရင်းဝီလီယံကိုလည်းဖမ်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဝီလျံကိုတတ်လို့မရတဲ့အကြောင်းကတော့သဘောတူညီချက်ယူခဲ့တော့ကညံကောင်းတဲ့ Marcus ကသူတည်ခဲ့ရင်မျိုးနွယ်တစ်ခုလုံးမှာတည်မဲဆိုတဲ့စကားတစ်ခုနဲ့သူ့ကို Victor Tissa ဖောက်လို့မရအောင်ထိန်းချုပ်ခဲ့တာကြောင့်ဝီလျံသေးရင်လည်းဝင်းပလွေမျိုးနွယ်တစ်ခုလုံးတည်မှာပဲလို့တွေးမိတဲ့အတွက်မသက်ဖဲထိန်းသိမ်းဆောင်ရှောက်ထားခဲ့တာပါပဲ Victor ကဝင်းပလွေတွေကိုကြုံပြုတ်ခိုင်းစေထားတာကြောင့်ဝင်းပလွေတွေဟာဒေါသကိုထိန်းချုပ်ဖို့နှစ်တွေကြာကြီးစ조사ခဲ့ပြီးမှဂုခေလိုလိုက်ကန်မျိုးဆက်ဆိုတာဖြစ်လာခဲ့တာပါဗီတာကလည်းဝီလျံသာတေခဲ့ရင်သူ့ရဲ့ကျွန်နေပါသေးမလားဆိုတဲ့အတွင်းနဲ့ market ဆီစကားတကယ်ဟုတ်မဟုတ်ဆိုတာမစမ်းသပ်ရဲခဲ့ပဲနှစ်တွေကြာကြီးကာကွယ်စောင့်ရှောက်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။တန်းနဲ့လည်းသမိုင်းကြောင်းတွေကိုပြန်ပြောပြရင်သမိုင်းဆောက်တုပ်ထဲကဝီလျံကိုချုပ်ထားတဲ့ထောင်ပုံစံကိုပြလိုက်တဲ့အခါစီလီနီလည်းသူ့ရဲ့ငယ်ဘဝအမှတ်ဉာဏ်တွေတစ်ခုချင်းစီပြန်ပေါ်လာခဲ့ပါတယ်။စီလီနီတို့မိသားစုဟာတာမန်လူသားမျိုးနွယ်ဖြစ်ခဲ့ပြီးဝီလျံရဲ့ထောင်ကိုတိဆောက်ဖို့ရောက်လာခဲ့ကြတာပါ။ထောင်တိဆောက်နေတဲ့ကာလတစ်လျှောက်လုံးမှာစီလီနီကသူ့ရဲ့ဖခင်နဲ့အတူရှိနေခဲ့တာကြောင့် ဟုတ်ကင်ဖြစ်သူကထောင်ရဲ့ဒီနီယာကိုသူ့ရဲ့သွေးထဲမှာထည့်ဖွက်ထားခဲ့တဲ့အတွက်သူကဒီနီယာသိရဒူးတဲသောလူသားလည်းဖြစ်ပါရင်ဒါပေမဲ့ဆောင်းရသည်တခုမှာလိုင်ကန်ကောင်းဆောင်လူစီရင်လွတ်မြောက်သွားခဲ့တော့ကထောင်ရဲ့တော်တချမ်းမှာယူသွားခဲ့တာကြောင့်ဖီတာကသူ့အနေနဲ့အတွက်ဂျိုတင်ကာဝယ်ဖို့ဆီလီနီရဲ့မိသားစုကိုတတ်ပြစ်ပြီးထောင်ရဲ့ဒီနီယာမြေပုံဖြစ်တဲ့ဆီလီနီကိုဗမ်ပါယာဖြစ်အောင်ပြောင်းပြီးသမီးတယောက်လိုစောင်းလျှောက်တယ်လို့လည်းသူ့အတွက်ကာကွယ်ထားခဲ့တာလည်းဖြစ်ပါရင်နောက်ဆုံးမှာတော့တန်းနေလေမားကတ်ကိုရင်ဆိုင်မှုသူမကူညီနိုင်ပေမဲ့ စေကမ်းမဆက်ကုံကိုသွားပြီးလော်ရက်စ်မန်ကာရိုဆိုတဲ့နာမည်ကိုမေးလိုက်ရင်တွေ့ရမယ့်လူတယောက်နဲ့တေချာညှိနှိုင်းနိုင်ရင်အဆင်ပြေမယ်ကြောင်းပြောလိုက်တဲ့အတွက်မျိုးစလုံးပြန်ထွက်လာခဲ့ကြပါတယ်။စီလီနီတို့ထွက်သွားလို့မကြခင်မှာပဲတန်နစ်စီမာကတ်စ်ရောက်လာပြီးဝီလီယန်ထောင်တော်ကိုဗီတာနှချမ်းခွဲထားခဲ့ကတချမ်းကိုသူရှာတွေ့ပေမဲ့နောက်တချမ်းကိုဘယ်နေရာမှာဝှက်ထားလဲဆိုတာမေးလိုက်ပါတယ်။တန်နစ်လည်းညင်းဖို့လုပ်ပေမဲ့မာကတ်စ်ရဲ့အတောင်းနေနဲ့ထိုးဆိုင်ခံထားရတာကြောင့်ဗီတာကဘသူမှယူလို့မရအောင်သူ့ရေပြားအောင်မှာမြုပ်ထားခဲ့တာလို့ပြောလိုက်ရပါတယ်။ မာကတ်စ်လေသူလိုချင်တာရပါမယ်သူ့ရဲ့အကျင့်တိုင်းတန်းနည်းစက်မှတ်ဉာဏ်တွေကိုယူဖို့သွေးဆုပ်လိုက်တဲ့အခါစီလီနီရောရောက်လာတာနဲ့ဘဲဆက်သွားလဲဆိုတာပါသိလိုက်ရပြီးတန်းနည်းကိုတက်ခဲ့ကစီလီနီနောက်လိုက်လာခဲ့ပါတယ်စီလီနီရောလည်းစိတ်ကန်းစီရောက်တဲ့အခါဆွဲကျိုးနဲ့တူတန်းနည်းပြောတဲ့အတိုင်းမေးလိုက်တော့တပည့်တွေကကိုဘီနဲ့စီခေါ်သွားခဲ့ကြတဲ့အခါလက်စုပ်ကိုမြင်မှစီလီနီလည်းသူရောက်နေတာမျိုးနွယ်စုရဲ့ဖခင်ကြီးဆိုတာသိသွားခဲ့ပါတယ်ဒါကြောင့်တားစုရဲ့မကောင်းတဲ့လုပ်ရက်တွေကိုတားဆီးလို့ရရတဲ့အတိုင်းရက်ကြည့်နေတဲ့လူလို့စီလီနီကလည်းအပြစ်တင် ကိုဗီနက်ကလည်းဘာရီဖြစ်နေနေဘယ်မိဘကမှဒါသမီးကိုပြန်မတက်ဘူးဆိုတဲ့ခံယူချက်နဲ့စကားအခြေတင်ဖြစ်နေတော့မာကတ်စ်ကတော့အပြင်ဘက်မှာတက်သားတွေကိုရှယ်ဖြုတ်နေပါပြီ။နောက်တော့ဆွဲချိုးကိုမြဲဆောင်ထားတဲ့မိုက်ကယ်ကိုအပြင်ဆွဲခေါ်ထုတ်သွားကဝင်းဘလူးလူသားပုံစံမပြောင်းနိုင်ခင်မှာပဲတင်းမောဝမ်းထဲမှာဇက်သိမ်းပေးပြီးဆွဲချိုးကိုဖြုတ်ယူလိုက်ချင်းမရှင်နိုင်မန်းတိလျက်နဲ့အချစ်အတွက်တိုက်ခိုက်ဖို့စီလီနီလည်းတနက်တလက်နဲ့ရောက်လာခဲ့ပါရီ။ဒါပေမဲ့သူရောက်လာတာကမာကတ်အတွက်ထောင်မြေပုံလာပေးသလိုဖြစ်သွားခဲ့ပြီး သူ့ကိုတိုက်ခိုက်ကသူ့သွေးတော်ရင်မှတ်ညံနေကုန်ယူပြီးတော့မှတနက်နေ့ပြစ်လိုက်တာကြောင့်မသေးပဲလွတ်လာခဲ့ပါတယ်။ဆီလီနီလည်းမာကတ်မြေပုံရာသွားတာတော့ဂယူးမဆိုင်နိုင်တော့ပဲမိုက်ကဲကိုကူးဖို့အမြန်ပြေးသွားကသူ့သွေးနဲ့ဒဏ်ရာပေါ်လောင်းချပေးနေပြီမဲ့တစ်ချက်တောင်လှုပ်မလာတော့တဲ့ချစ်သူတို့ကဝမ်းနေနေခဲ့ရပါတယ်။မာကတ်ကလည်းသူ့လူရဲတော်တချမ်းကိုရဖို့တပ်သားတွေကိုတိုက်ခိုက်ပြီးသူ့ဖေစီရောက်လာတဲ့အခါကိုဗီနဲ့လည်းသူ့ရဲ့စွမ်းအားနဲ့တတ်လို့ရပြီမဲ့ဖခင်မြစ်တာကြောင့်မတတ်ဘဲဝီလီယံကိုလှုပ်ပေးလို့မဖြစ်ကြောင်းတရားဟောနေခဲ့ပါတယ်။ ဒါပေမဲ့ Marcus ကတော့သူနဲ့ William ပေါင်းပြီးကဘာသစ်မျိုးစိတ်သစ်တွေဖန်ပြီးကသူကဖျားသခင်အစ်တနေနဲ့အုပ်ချုပ်မယ်အကြောင်းကိုရှင်းပြလာရင်ဖျားသခင်အတွက်ဖခင်ဆိုတာမလိုဘူးလို့ပြောပြီး Covinus ကိုဓာတ်အနေထိုးလိုက်ပါတယ်။ပြီးတော့မှ Vita ရဲ့ကိုရေကခွဲထုတ်ယူထားတဲ့တော်တချမ်းကိုတကိုယ်လုံးကိုရှာဖွေရင်အိတ်ထဲကနှာယူလိုက်ချင်း Covinus ရဲ့တပည့်တွေလေရင်နဲ့ပြန်ရောက်လာတဲ့ညောင်း Marcus လည်းထွက်သွားခဲ့ပါတယ်။တပည့်တွေရောက်လာတဲ့အခါ Covinus လည်းအားလုံးပြီးဆုံးသွားပြီမို့လို့ဆရာရှိတာလို့ဖို့အတွက်စီလီနီကိုသွားခေါ်ခိုင်းပြီး သူ့ရဲ့သွေးကိုစောက်ယူခိုင်းကသူစွမ်းအားကိုအမွေပေးရင် ဖခင်တယောက်အနေနဲ့သူကိုယ်တိုင်ပြန်မတတ်နိုင်ခဲ့ပေမဲ့တော်ရီလိုရဲ့ကြောင့်လူသားတွေဒုက္ခမရအောင်ကာကွယ်ပေးဖို့တေချာမှာလိုက်ပါတော့တယ်။ဆီလီနီလည်းမာကက်စ်နောက်ကိုလိုက်သွားရင် မိုက်ကယ်ရဲ့လောင်းကိုပါတဲခဲ့ဖို့ပြောပြီးဒဘယ်ရီနဲ့အတူလေရင်နဲ့ဝီလျံထောင်ရှိရာနေရာစီခီးထွက်လာခဲ့ကြတဲ့အခါကိုဗီနက်စ်လည်းသူ့သင်းမောတစ်ခုလုံးကိုရောသူ့ကိုယ်သူပါဖောက်ခွဲ လက်ဆဖြောက်ပြလိုက်ပါတော့တယ်။မာကက်စ်ကလည်းဆီလီနီရဲ့မှတ်ညံတဲ့ကအတိုင်းထောင်ရှိရာစီရောက်လာပြီးသူယူလာတဲ့တော့နဲ့ထောင်တကားကိုဖွင့်ကား ဝင်းပလေးပုံစံဖြစ်နေတဲ့သူ့ကိုဝီလျံကိုလှုပ်ပေးလာရင်သူ့ကိုမတိုက်ခိုက်ဖို့နဲ့ပြန်မမေ့အောင်စကားပြောနေခဲ့ပါတယ်။စီလီနီကလည်းသူ့ရဲ့မျက်ညံတွေကိုတေးချအာယုံစူးစီးပြီး1800စီတက်ဖွဲ့တွေနဲ့ရောက်လာချိန်ဝီလျံကမရှိတော့ဘဲမာကတ်စ်တယောက်ထဲတွေ့လိုက်ရတာကြောင့်တိုက်ခိုက်ရင်ညံကိုလှော်သုံးမှရတော့မှလို့တွေးမိကဝီလျံကိုချုပ်ထားခဲ့တဲ့ထောင်ကန်းစီရောက်အောင်တွင်းပြီးတကားပြန်ပိတ်လိုက်ပါတယ်။နောက်တော့ဝင်းပလေးကြီးဝီလျံရောက်တိုက်ခိုက်ခံနေရတဲ့တပ်သားတွေစီပြန်သွားကူညီလာရင် တိုက်ခိုက်နေတော့မှာလေရင်ပေါ်မှာလဲသေးပြီလို့ထင်နေတဲ့မိုက်ကယ်ကဆီလီနီရဲ့စကားတန်တွေကိုပြန်ကြားရောက်ရင်နှလုံးပြန်ခုန်လာကပြန်တတိယလာခဲ့ပါတယ်ဆီလီနီကလည်းသူတို့မှာရှိတဲ့ခရဲလုံးရောင်ကြီးကြီးနဲ့ဝီလျံကိုတက်လို့မရတာသိပေမဲ့နေ့ရောက်လုံးနိုင်တယ်ဆိုတာကိုတပ်သားတွေကိုရှင်းပြနေတော့တပ်သားတွေတယောက်ပြီးတယောက်ကြိုက်သက်ခံလာရပါတော့တယ်စီလီနီလည်းတနက်နေ့ချက်ပေါင်းများစွာပြင်းရင်တန်နစ်စီကယူလာတဲ့ဘုံနဲ့ပြစ်လိုက်ပေမဲ့ဝီလျံကိုရှက်ထီသွားတာကြောင့်အဆောက်အုံမိုးကိုထိမှန်ပေါက်ကွဲကအမိုးပြိုကျသွားခဲ့ပါတယ် နောက်တော့ဝီလျံကိုပြန်ရှာနေတော့အကိုက်ခံရတဲ့တပ်သားတွေကဝင်းပလေးပုံစံဆပြောင်းလာတာကြောင့်ခုခံနေရတော့မှာမိုက်ကယ်နဲ့လီယင်ဘော်ကခုံဆင်းလာကကူတိုက်ခိုက်ပြီးလို့အကုန်လုံးကိုတတ်နိုင်ခဲ့ပါတယ်။မာကက်စ်ကလည်းအချုပ်ခန်းကလွတ်အောင်ကြိုးစားရင်းကံကောင်းချင်တော့တကားပိတ်ချချင်းကပြိုကျခဲ့တဲ့ကြောက်တုံးတွေကြောင့်အဆုံးထိပိန်မသွားတာကိုရှာတွေ့ပြီးဗမ်ပါယာပုံစံပြောင်းကအင်အားပြည့်နဲ့တကားကိုမထွက်လာခဲ့ပါတယ်။မိုက်ကယ်နဲ့ဆီလီနီရိုကလည်းနှစ်ယောက်ပေါင်းတိုက်ခိုက်နေတော့လီယင်ဘော်ကလည်းတနက်တီနဲ့ကူပစ်ပေးနေတာကြောင့်ဝီလျံလည်းလှုပ်မရဖြစ်နေချင်း မာကတ်ရောက်လာပြီးလေရင်ကကျနေတဲ့ကြိုးကနေတစင်ဆွဲချလိုက်တဲ့အတွက်လေရင်လဲအောက်ကိုဇောက်ထိုးပြုတ်ကျလာခဲ့ပါတယ်။နောက်တော့မာကတ်နဲ့ဆီလီနီကတိုက်ပွဲတစ်ခုမိုက်ကယ်နဲ့ဝီလျံကတိုက်ပွဲတစ်ခုနဲ့အပြင်းထန်တိုက်ခိုက်နေခဲ့ကြရင်ဆီလီနီကလဲနေသေးတဲ့လေရင်ပန်ကာကိုတတိထားမိသွားခဲ့ပါတယ်။ဒါကြောင့်မာကတ်ရဲ့အတောင်ပံနဲ့အထိုးခံပြီးလက်တစ်ဖက်ကိုလေရင်ပန်ကာနဲ့တိုက်ဖြတ်ပစ်လိုက်ချိန်မိုက်ကယ်ကလည်းဒဏ်ရာရနေတဲ့ဝီလျံကိုသူ့ရဲ့ hybrid မျိုးဆက်အင်အားအပြည့်နဲ့ပါဇက်ကနေဆွဲဖြဲကခေါင်းကိုနှချမ်းကွဲတတ်ပစ်လိုက်ပါတယ်။ မာကတ်စ်လည်းအကိုသေးရာမြင်ပြီးဒေါသထွက်ထွက်နဲ့ထပ်တိုက်ခိုက်ပြီးမယ်။စီလီနီကသူ့ကိုစိုက်ထားတဲ့တောင်ပန်းရိုးကိုချိုးကလေပင်ကနေပြန်ထိုးချလိုက်ပြီးလေရင်ပန်းကားစီတွန်းထုတ်လိုက်တာကြောင့်မာကတ်စ်လည်းအေဂျင့်မီဘွားနဲ့ညီကုန်းချုပ်သွားခဲ့ပါတော့တယ်။တိုက်ပွဲတွေပြီးနေအလင်းရောက်လည်းထွက်လာခဲ့ပြီးမယ်။ကိုဗီနက်စ်ပေးခဲ့တဲ့မျိုးရိုးမွေကြောင့်စီလီနီကနေရောင်မကြောက်တဲ့ပထမဆုံးဗမ်ပါယာဖြစ်သွားတာသိလိုက်ရတဲ့ချိန်မှာတော့အလင်းရောင်ရဲ့ရတာကိုခန်းစားရင်မိုက်ကယ်နဲ့အတူအကျဉ်းသားမိုးတွေဆွေကဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။